စပြီးတော့တတိယနေ့နားထောင်တဲ့တတိယနေ့နားထောင်ပြီးဆိုတာနဲ့ဘာကြားလာလဲဆိုတော့ကလေးတွေသေးတယ်ဆရာမတွေသေးတယ်ကိုသူရအောင်ရေကျေးဇူးများကြီးတယ်တန်ကြီးခံပေးတဲ့အတွက်သူမကိုသူမအောင်ရေတတိယရတယ်နော်အဲ့ဒီခါကျတော့ကျွန်တော်ပြောချင်တာပပပြီမှ20သေးတယ်30သေးတယ်40သေးတယ်50သေးတယ်100သေးတယ်ခင်ဗျားတို့ကခင်ဗျားတို့ဘယ်လောက်သေးသေးဘာမှနိုင်ငံတကာတတိယနေ့တွေမှာဘာမှတက်မလာဘူး ကျွန်တော်ဆိုလို့ရှိရင်ခင်ဗျားတို့ကြိုက်တီဖြစ်စေမကြိုက်တီဖြစ်စေဗျာဝါရှင်တန်ပို့စ်တို့ဘာတို့မှာဟိုကြည့်ဒီကြည့်ကြည့်တာပေါ့အာရှပေါ့အာရှမှာဆိုလို့ရှိရင်အရှိတောင်အာရှပေါ့ကြည့်လိုက်ကြဘာမှသတင်းတက်မလာဘူးဗမာအတန်အလွှင့်တဲ့ BBC လောက်မှာတော့သတင်းကတက်လာတယ်ပြောချင်တာကပါလက်စတိုင်းမှာလည်းခလေးတွေသိတယ်တခြားနေရာမှာလည်းခလေးတွေသိတယ်ယူကရိန်းမှာလည်းခလေးတွေသိတယ်အဲ့ဒီနိုင်ငံမှာခလေးတွေတယောက်ပဲသိတယ်တကဘာလုံးသတင်းဖြစ်သွားတယ်ဗမာပြည်မှာကြိုက်တဲ့လောက်သိတယ် ဗမာပြည်ထဲကပြည်သူတွေတောင်မှတည်တည်ချာချာမသိဘူး။ဒါကိုပြောချင်တာကဗမာပြည်ထဲဗမာပြည်အရေးဟာကဘာကြီးမှဘာမှမဟုတ်ဘူး။ဗမာပြည်ရဲ့အရေးဟာကဘာကြီးမှဘာမှမဟုတ်ဘူး။ဗမာပြည်သူပြည်သားတွေကကိုယ့်ဖာသာကိုကိုယ့်အရေးကိုကိုယ့်ဟာကိုအကြီးကြီးလုပ်နေတာ။ကိုယ့်အရေးကိုကိုယ့်ဖာသာကိုအကြီးကြီးလုပ်နေတာ။တကယ်လို့စင်ကာပူကသတင်းတောက်တယ်။ထိုင်းနိုင်ငံကသတင်းတောက်တယ်။ ီလူတွေတိတောင်မှသူတို့နိုင်ငံရဲ့ policy တွေအရသူတို့နိုင်ငံရဲ့စီမင်းစည်းကမ်းတွေသူတို့နိုင်ငံကအစိုးရတွေမကြိုက်ပါဆိုလို့ဗမာပြည်မှာဘုံကျဲတဲ့တဲ့တွေမပါဘူးဗမာပြည်ကဘုံကျဲတဲ့တဲ့တွေမထည့်တာဘူးကိုမှပတ်စမရှိဘူးလှူခြင်းနဲ့ဆိုရင်နိုင်ငံတကာကနေတောင်းမယ်အလူခံမယ်လိမ့်မယ်ညမယ်ကလိန်ကချစ်လုံးမယ်ပုပ္ပလင်းလင်းပြောရင်ဒေါ်ဆန်းစုကြည်နောက်လိုက်လို့ပြောတဲ့69ရာခိုင်နှုန်းကအချောင်သမားတွေစောက်ယူးတွေနော်စစ်တပ်ကကောင်တွေနဲ့ဒန်းတူရေတူပညာပြိုင်နေတဲ့ကောင်တွေကိုယ့်အိတ်ထဲကိုဘလို့ခိုးရမလဲ ကိုကိုချိုးကိုဘလို့ရှားမလဲဆိုတာဒီဒေါအောင်ဆန်းစုကြည်နောက်လိုက်လို့ပြောတယ်လွတ်တော်ကိုယ်စားလှယ်တွေဒေါအောင်ဆန်းစုကြည် ਨੇ လှုပ်ရှားနေတဲ့ online ပေါ်ကနာမည်ကြီးတဲ့ကောင်တွေစကောလာတွေဆိုတာစစ်တပ်ကကောင်တွေလို့ပဲစစ်တပ်ကကောင်တွေကတော့ဟိုမရိုက်မဲ့ခိုးမဲ့ရိုက်မဲ့နှက်မဲ့ဓမြတိုက်မဲ့ဆိုပြီးတော့သူတို့လှုပ်မယ် NUA NLD ရိုက်ဆိုပြီးနာမည်ခံတဲ့ကောင်တွေကြားလို့ရှိရင်နိုင်ငံတကာကအလှခံပြီးတော့ဗမာပြည်ဟိုပြနိုင်ငံတကာအလှခံပြီးတော့ကလိန်ကြစ်လုံးဒီလိုနှစ်ကောင်ရှိနေတယ်ဒီလိုနှစ်ဖွဲ့ရှိနေတဲ့နိုင်ငံမှာမပြတ်ဘူးဆိုရင်ဘယ်ကောင်ပြတ်မှာ ရင်းညာအောင်ကစကရေကပြောထားတယ်။ NUG ဟာ NCG ယူပြီးလို့ဖြစ်ကိုဖြစ်မယ်ပို့ဆိုးရင်ဆိုးမယ်ပြောထားတာ။အဲ့ဒီအပြင်မှာမှ NUG ကိုရင်းညာအောင်အဖွဲ့အစည်းတစ်ခုအနေနဲ့အတိမတ်ပြု။ကောင်းတဲ့အဖွဲ့အစည်းဖြစ်ဖြစ်ဆိုးတဲ့အဖွဲ့အစည်းဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုအနေနဲ့အတိမတ်ပြု။အစိုးရအဖြစ်အတိမတ်မပြုနိုင်ဘူးဆိုတာစကရေကပြောထားပြီးသား။အဲ့တော့ဘာမှသိမပြောချင်တော့။အိုးထင်းတွင်းရွာစာတင်ကျောင်းလေကျောင်းတိုက်ခိုက်ရမှုအကြောင်းကိုငင်းချမ်းအောင်ရဲ့အမြင်ကုလကွန်ဖရင့်၌တာမတ်ကြီးဦးကျော်မိုးထွန်းပြော အချို့နိုင်ငံများကစစ်အုပ်စုအားကူညီပံ့ပိုးနေခြင်းအားရပ်တန့်ပေးရန်တောင်းဆိုလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်စကိုင်းတိုင်းဒီပေးရင်မြို့နယ်အိုးထိန်တွင်းရွာစာတင်ကျောင်းလေးကျောင်းတိုက်ခိုက်ခံမှုအကြောင်းတန်မတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂဌာနချုပ်တွင်ကျင်းပသည့် conference တစ်ခု၌ပြောကြားပြီးအချို့နိုင်ငံများကစစ်အုပ်စုအားကူညီပံ့ပိုးနေခြင်းအားရပ်တန့်ပေးရန်တောင်းဆိုလိုက်သည်။အချို့သောနိုင်ငံများအနေဖြင့်စစ်အုပ်စုအားထောက်ပံ့ပေးနေကြောင်း စေအုပ်စုအားရုပ်ဝတ္ထုပစ္စည်းအားဖြင့်တော်၎င်းစိတ်ဓာတ်အားဖြင့်တော်၎င်းထောက်ပံ့ပေးခြင်းကကလေးငယ်များအပါအဝင်လူအများပြားကိုစေအုပ်စုကတပ်ဖြတ်နိုင်စေရန်ကူညီပေးရရောက်နေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာတမ်မတ်ကြီးဦးကျော်မိုးထွန်းကယမန်နေ့မေလ၁၂ရက်တွင်ကျင်းပသော ကုလသမဂ္ဂကွန်ဖရင့်၌ပြောသည်ဘုံကျဲတိုက်ခိုက်ခြင်းများရပ်တန့်ပေးပါလူများကိုတပ်ဖြတ်နေခြင်းအားရပ်တန့်ပေးပါစစ်အုပ်စုကိုကူညီပံ့ပိုးပေးနေခြင်းအားရပ်တန့်ပေးပါဟုတန်မကြီးဦးကျော်မိုးထွန်းကတောင်းဆိုသည်2020ခုနှစ်ဖေဖော်ဝါရီတွင်တရားမဝင်အတ္တမစစ်အာဏာသိမ်းမှုနှင့်ရင်းဤနောက်ဆက်တွဲစစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများကတိုင်းပြည်၏ငြိမ်းချမ်းရေးတည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေးတို့ကိုဖျက်ဆီးခဲ့ကြောင်းတန်မတ်ကြီးကအထက်ပါကုလကွန်ဖရင့်၌ပြောသည် မောင်ကြီးသတိရတယ်နော်အဲ့ဒီခါကျတော့ကျွန်တော်ပြောချင်တာပပပြီမှ20တေးတယ်30တေးတယ်40တေးတယ်50တေးတယ်100တေးတယ်ခင်ဗျားတို့ကခင်ဗျားတို့ဘယ်လောက်သီးသီးဘမနိုင်ငံတကာသတင်းတွေထဲမှာဘာမှတက်မလာဘူးကျွန်တော်ဆိုလို့ရှိရင်ခင်ဗျားတို့ကြိုက်တီဖြစ်စေမကြိုက်တီဖြစ်စေဗျာဝါရှင်တန်ပို့စ်တို့ဘာတို့မှာဟိုကြည့်ဒီကြည့်ကြည့်တာပေါ့အာရှပေါ့အာရှမှာဆိုလို့ရှိရင်အရှိတောင်အာရှပေါ့ကြည့်လိုက်တယ်ဘာမှသတင်းတက်မလာဘူးဗမာအတန်းလွှင့်တဲ့ BBC လောက်မှာတော့သတင်းရတက်လာတယ်ပြောချင်တာကပါလက်စတိုင်းမှာလည်းခလေးတွေသေးတယ်တခြားနေရာမှာလည်းခလေးတွေသေးတယ်ယူကရိန်းမှာလည်းခလေးတွေသေးတယ်အဲ့ဒီနိုင်ငံမှာခလေးတွေတယောက်ပဲသေးတကဘာလုံးသတင်းဖြစ်သွားတယ်ဗမာပြည်မှာကြိုက်တလောက်သေးဗမာပြည်တွေကပြည်သူတွေတောင်မှတည်တည်ချာချာမသိဘူးဒါကိုပြောချင်တာကဗမာပြည်ရဲ့ဗမာပြည်အရေးဟာကဘာကြီးမှဘာမှမဟုတ်ဘူး ဗမာပြည်ရဲ့အရေးဟာကဘာကြီးမှဘာမှမဟုတ်ဘူးဗမာပြည်သူပြည်သားတွေကကိုယ့်ဖာသာကိုကိုယ့်အရေးကိုကိုယ့်ဟာကိုအကြီးလုပ်နေတာကိုယ့်အရေးကိုကိုယ့်ဖာသာကိုအကြီးလုပ်နေတာခမရတို့အရေးကဘာမှမဟုတ်ဘူးပုံရဟမင်းကြီးတက်လာတယ်လီယို၁၄ပေါ့ပုံရဟမင်းကြီးတက်လာတယ် ဟိုရမင်းကြီးတက်လာလဲခမရတို့ဗမာပြည်အကြောင်းကိုသူ့အနေနဲ့မပြောနိုင်ဘူးသူအရင်ဆုံးပြောတာသတင်းတောက်တွေလွတ်ဖို့အရေးကြီးတယ်ကဘာကြီးမာဒီယူကရိန်းကစစ်ပွဲတွေအေးချမ်းပါစီပေါ့တကဘာလုံးစစ်ပွဲတွေအေးချမ်းပါစီဆိုပြီးတော့ချုံငုံပြီးတော့ပြောတဲ့အထဲမှာကိုဟကကိုတော့ပြောလို့ရတာပေါ့ပုံရမင်းကြီးပြောတဲ့အထဲမှာကဘာကြီးအေးချမ်းချမ်းဖြစ်ဖို့ပါပါတယ်ပေါ့ဒါမှမဟုတ်တကယ်တကယ်တမ်းသူ focus လုပ်ပြီးပြောအောင်သူသေးသေးချာချာခယူဆိုင်ပြီးပြောလို့ရှိလို့ရှိရင်ယူကရိန်းကစစ်ပွဲအေးချမ်းဖို့လို့ အမေရိကန်နဲ့တရုတ်ရဲ့စီးပွားဟိုတို့စီးပွားရေးစစ်ပွဲကြီးအေဂျန်ဘိုတို့ပါလက်စတိုင်းနဲ့အစ္စရေးတိုက်ပွဲကြီးအေဂျန်ဘိုတို့ဒီကိစ္စမျိုးတွေကြီးပဲပြောချင်တာက ပြောချင်တာကအဓိကဆိုလိုချင်တာကခမားတို့ကျွန်တော်တို့ဗမာနိုင်ငံရဲ့အရေးဟာကဘာကြီးမှာဘာမှမဟုတ်ဘူးခမားတို့ပြောနေတဲ့ပထဝီနိုင်ငံရေးတွေတင်ချာနိုင်ငံရေးတွေခမားတို့ကခမားတို့ပြောချင်တာပြောလုပ်ချင်တာလုပ်ဗမာပြည်အရေးဟာဘာမှမဟုတ်ဘူးဒီအချိန်မှာအခုကျွန်တော်ပြောချင်တဲ့ကိစ္စစလာ အဲ့လိုပြောလို့ရှိရင်တစ်ချိန်လုံးကအငုံစိတ်တွေပါအမြင့်စိတ်တွေပါခမရတော့ခမရတော့ဤမျိုးစုံနဲ့ပြောပြီးတော့ခမရတော့ဝေဖန်ကြတယ်ပြောကြတယ်အခုခမရတော့တည်တည်ချာချာသိဖို့လိုတယ်ဒေါ်အောင်ဆန်းစုကြည်အရှိန်အဟွာနဲ့လုံနေတဲ့သူတွေဟာဒေါ်အောင်ဆန်းစုကြည်ခဲ့ပြောင်းလဲမှဘာပြောလာလဲဆိုတော့သူတို့နိုင်ငံရေးမလုပ်တော့ဘူးတဲ့သူတို့ကလူမှုရေးပဲလုပ်တော့ပဲ ဒေါ်အောင်ဆန်းစုကြည်အရှိန်အဝါနဲ့နိုင်ငံရေးတွေလှုပ်သူတေသနာမှုတွေလှုပ်လွှတ်တော်အမတ်တွေလှုပ်တဲ့လူတွေအကုန်လုံးကအခုဘာပြောလာလဲဆိုတော့သူတို့ကနိုင်ငံရေးကိုမလှုပ်ချင်တော့ဘူးတဲ့တော်လှန်ရေးကိုမလှုပ်ချင်တော့ဘူးတဲ့သူတို့ကလူမှုရေးအလုပ်တွေပဲလှုပ်တော့မယ်တဲ့အဲ့တော့ခမည်းတော်ကျွန်တော်ပြောပြမယ်ဗမာပြည်မှာခက်လန့်မှန်းပဲဖြစ်ဖြစ်ငိမ့်ညာအောင်ပဲဖြစ်ဖြစ်ကိုကျော်မင်းဟိုကျွန်တော်အကိုရီအမတွေပဲဖြစ်ဖြစ်လူမှုရေးလောက်အောင်ခမရတို့ကျွန်တော်တို့ရဲ့မိဘတွေက ဘလောက်ချမ်းသာနေလို့လဲကျွန်တော်တို့ကမြို့ကြီးတစ်မြို့ကိုတနိုင်ငံအောင်မပြောသေးဘူးမြို့မြို့ကြီးတစ်မြို့လောက်မပြောသေးဘူးမြို့လေးတစ်မြို့လောက်ကို6လလောက်ထမင်းတစ်မြို့လုံးကိုထမင်းတင်ကျွေးထားနိုင်တဲ့အနေအထားမျိုးကျွန်တော်တို့မှာရှိရလားမရှိဘူးဘာလို့ပြောချင်တာလဲဆိုတော့ဒေါအောင်ဆန်းစုကြည်အရှိန်အဝါနဲ့ဒေါအောင်ဆန်းစုကြည်နဲ့လှုပ်ရှားလာတဲ့သူတွေဟာတော်လန်ရေးကအခြေအနေမကောင်းဘူးလို့သူတို့တွက်လာပြီး နိုင်ငံရေးမှာဒေါအောင်ဆန်းစုကြည်မရှိရင်သူတို့ဘာမှမဟုတ်ဘူးဆိုတာသိလာတဲ့အခါမှာသူတို့ကဖောင်ဒေးရှင်းတွေလုပ်မယ်လူမှုကူညီရေးတွေလုပ်မယ်ပြောတယ်။နော်ဒေါအောင်ဆန်းစုကြည်နောက်လိုက်နောက်ပါတယ်ဒေါအောင်ဆန်းစုကြည်ကိုလှုပ်ရှားနေတဲ့ဒေါအောင်ဆန်းစုကြည်နာမည်နဲ့လှုပ်ရှားနေတဲ့လူတွေဟာအလူခံမယ်နော်လူမှုရေးလုပ်ငန်းတွေလုပ်မယ်ဆိုပြီးတော့ပြောလာတယ်။အဲ့တော့လူမှုရေးလုပ်ငန်းတွေလုပ်မယ်ဆိုရင်ကျွန်တော်ခုနကပြောသလိုရွာတရွာတို့မှ6လတင်ကျွေးနိုင်လား။ရွာလေးတရွာပဲ6လတင်ကျွေးနိုင်လား။ ိုပစံနဲ့ကိုပြောတာကိုပစံနဲ့ကိုရွာလေးတရွာကိုပဲ6လတင်ကျွေးနိုင်လားမကျွေးနိုင်တော့ဒီကောင်နေလူမှုရေးတွေလုံမယ်ဆိုလို့ရှိရင်စစ်တပ်ကကောင်နေလို့ပဲအလှခံဖို့တို့ဘာလို့ဖြစ်ဖို့อ่ะကျင်းနေသွားပြီပို့ပွေလေးလေးပြောရင်သူတို့လှုပ်ရှားတော့မယ်ဆိုတဲ့ဟာတွေကပေါ်လာပြီဒီတော့ဗမာပြည်မှာအခု UNG အစိုးရရှိတယ် UNG အစိုးရလို့ပြောပြီးဟေးဆိုလို့ရှိရင် scholar တွေနဲ့ UNG အစိုးရနဲ့ ခွဲလို့မရဘူး။ NUG အစိုးရမှာအခုယာဒူးယာကန်တွေယူထားတဲ့ဝင်ကြီးတွေဝင်ကလေးတွေအလွတ်တော်အမတ်တွေအကုန်လုံးဒီစကောလာတွေနဲ့ခမားတို့ကျွန်တော်တို့မကြုံမှုမကြားဘူးတဲ့ဘွဲ့တွေယာဒူးတွေအကုန်လုံးနိုင်ငံတကာမှာတင်ကြားလာတဲ့လူနိုင်ငံတကာမှာဘွဲ့တွေယာဒူးတွေအကုန်ရပြီးတော့ခမားတို့ကျွန်တော်တို့ဗမာပြည်သူလူထုကလည်းဟာဒီလူတွေကတော့ဘွဲ့ရပညာတတ်ကြီးတွေ ဟောဘဲဟိုအင်္ဂါဂျုံမှာပါចောင်းတင်လာတယ်ဆိုပြီးအထင်ကြီးလာတဲ့လူတွေဒီလူတွေရဲ့နိုင်ငံတကာဆက်ဆံရေးမှာအခုအချိန်ဒီမှာခမားတို့နှိုင်းရှင်ကြီးလာနိုင်ငံတကာဆက်ဆံရေးမှာအခုအချိန်မှာခမားနှိုင်းရှင်ကြီးလာနိုင်ငံတကာဆက်ဆံရေးမှာလဲပို့ပွင့်လင်းလင်းပြောရင် UNG ကို အရှိတီမောတော်မှာ သူ့အခြေအနေအရသူ့စီးပွားရေးအရအရှိတီမောတော်မှာအမြဲတမ်းကြီးနေတိုင်းကျွန်တော်တို့ဒီကျမတို့ဒီဇာအောဘယ်လိုပြောမလဲအန်ယူဂျီကို ထောက်ခံပါသည်ဆိုပြီးတော့မပြောနိုင်တော့အဲ့ဒါအရှိတီမောကိုသွားပြီးတော့အပြစ်မပြောနဲ့အရှိတီမောကလူတွေကဗမာပြည်သူလူထုကိုသူတို့ထောက်ခံနေတယ်သို့တော့အရှိတီမောဒီနိုင်ငံတစ်ခုဖြစ်တယ်အရှိတီမောဒီနော်သူ့နိုင်ငံသားတွေအရှိတီမောရဲ့ဟို ဘယ်လိုပြောမလဲသမရတွေပဲပြောပြောဘာတွေပဲပြောပြောပေါ့ယာဒူးယာကန်ရှိတဲ့လူတွေကသူ့နိုင်ငံသားတွေအတွက်သူတို့လှုပ်ရမယ်ဆိုတဲ့အခါကျတော့အရှိတောင်အရှာကိုသူတို့ဝင်ဖို့အရေးကြီးတယ်အရှိတောင်အရှာကအတိအမှတ်ပြုဖို့လိုတဲ့အခါလဲကြလဲကြရောအန်ယူဂျီကိုရင်ဗတ်ထဲရပဲထောက်ခံတယ်အပြင်မှာထောက်ခံတဲ့ကိစ္စမျိုးတွေကယော့လာဒီကြားထဲမှာအန်ယူဂျီကလူတွေလှုပ်ထားတဲ့ကိစ္စတွေရှိတယ်ဟာမင်းတို့ကထိုင်းနိုင်ငံကအန်ယူဂျီကိုထောက်ခံရမ ဟာထိုင်းနိုင်ငံအန်ယူဂျီကိုကူညီရမယ်ဆိုပြီးပြောထားတယ်။အန်ယူဂျီစတတ်တဲ့ချင်းမှာထိုင်းနိုင်ငံကရေနံကုမ္ပဏီ PPTC တို့ဘာတို့ကိုစင်ကာပူမှာတရားသွားဆွဲထားတယ်။ခမားတို့အခုအကုန်မေ့နေပြီးခမလန်မန်းတို့အခုဒီမှာနားထောင်နေတဲ့လူ90တို့60တို့ကအန်ယူဂျီအစိုးရဟာထိုင်းနိုင်ငံရဲ့ရေနံကုမ္ပဏီကြီးကို စင်ကာပူမှာတရားစွဲထားတယ်။ခမားတို့မေ့နေပြီး ထိုင်းနေရမေ့မယ်ထင်းနေလားခမားတို့အကုန်မေ့နေပြီ PPTC ဆိုတဲ့အဲ့ထိုင်းရေနံကုမ္ပဏီကို NUG ကစင်ကာပူမှာ တရားစွဲထားတယ်အဲ့ဒီတရားစွဲထားတဲ့အမှုကရှေ့ကိုနော်ရှေ့ကိုဘလောက်သွားနေလဲဘရော့ဒီထိုင်းကုမ္ပဏီကို တရားရုံးတက်တဲ့အတန်တောင်ယမန်ဘို့တန်တောင်ကကျွန်တော်မကြောက်ဘူးဗျာဒါပေမဲ့တရားတွေဆွဲထားတယ်စင်ကာပူမှာဒီတော့ထိုင်းအစိုးရကို ထိုင်းအစိုးရတို့ထိုင်းကုမ္ပဏီတို့ထိုင်းစီးပွားရေးသမားတွေဆိုတာ အကုန်လုံးရောထွေးနေတာခင်ဗျားတို့ပြောနေတဲ့တက်ဆင်ကဟိုမန်စီးတီးကိုဝယ်ပြီးတော့ပြန်ရောင်းတယ်လို့မျိုးပဲသူတို့မှသူတို့ဟာသူတို့ရှုပ်ရှက်ခတ်ပြီးတော့ထိုင်းစီးပွားရေးဖြစ်နေတဲ့အချိန်မှာ နိုင်ငံရေးတွေရှေ့တွေနောက်တွေမစင်စား ကိုယ့်ဟာကိုလှုပ်ချင်တာလှုပ်တဲ့စကောလာတွေကိုယ့်ဟာကိုဖြစ်ချင်တာဖြစ်နေတဲ့လူတွေလှုပ်တဲ့ဟာက အခုထိုင်းနဲ့ညှိမယ်ဆိုရင်လေကျင်းနေတာကဟိုးမှာရှိတဲ့အဲ့ဒီစင်ကာပူမှာတရားစွဲထားတဲ့အမှုကိုအန်ယူဂျီက ပြန်ရုပ်သိမ်းပြီလားပြန်မရုပ်သိမ်းဘူးသိမ်းနေဘူးလားမေးစရာ ဖြစ်လာမင်းအောင်လိုင်ကရှီကျင်းဖြစ်နေတွေ့တယ်ရှီကျင်းဖြစ်ကမင်းအောင်လိုင်နဲ့တွေ့တဲ့အချိန်မှာမျက်နှာကိုသထွေးနဲ့ပဲထွေးသွားတဲ့သဘောထားလိုက် ခမရတို့ကပြောဦးမယ်စစ်တပ်ကကောင်တီးကဘာဖြစ်တယ်ညာဖြစ်တယ်ရှီကျင်းဖြင့်ကမင်းအောင်လိုင်ကိုသဲနဲ့ပဲပန်းသွားတဲ့သဘောထားလိုက်သတင်းမီဒီယာတွေမှာရှီကျင်းဖြင့်နဲ့မင်းအောင်လိုင်တွေ့တယ်ဆိုတဲ့ဟာကကျင်းသေးတယ်အန်ယူဂျီနဲ့အခုထရန့်နဲ့တွေ့ပြီလားပုံရဟမင်းကြီးနဲ့တွေ့ပြီလားဖင်လန်နိုင်ငံသမရနဲ့တွေ့ပြီလားဆွီဒင်နိုင်ငံကဝန်ကြီးချုပ်နဲ့တွေ့ပြီလား ဂျာမနီမှာအစည်းအဝေးလုပ်တော့နှဲ့ဟိုနိုင်ငံတကာအစည်းအဝေးတွေလုပ်လို့ဘေးအခန်းလေးထဲမှာကိုယ့်ကိုဝင်ပြောတဲ့ကိစ္စကိုအကြီးအကျယ်ထင်းမနေနဲ့ကျွန်တော်ပြောချင်တဲ့ကိစ္စတိကျက်အန်ယူဂျီဘလို့တွေဖြစ်နေပြီလေနောက်တစ်ချက်ကအာဒီမှာရှိနေတဲ့ဒီရိုဟင်ဂျာကိစ္စတို့ဘာလို့ပြောနေလဲခင်ဗျားတို့ရိုဟင်ဂျာကိစ္စတို့ဘာလို့ပြောနေလဲရခိုင်နေတိုက်နေတဲ့ချိန်မှာရိုဟင်ဂျာတွေက ဗိုလ်ချုပ်ထွန်းမြတ်ဟိုရိုဟင်ဂျာတွေကဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆိုလို့ရှိလို့ရှိရင်ဘိန်းစားတို့ဘိန်းရောင်းတဲ့ကောင်တို့အကုန်လုံးပြောနေတယ်မင်းတို့ကိုကူညီတဲ့သူဘယ်သူရှိလဲအမေရိကန်ကူညီလားဥရောပကူညီလားအမေရိကန်နဲ့ဥရောပတွေပတ်ပတ်ဆက်ဆက်မကူညီဘူးဆိုလို့ရှိရင်မင်းတို့အာရဗ်နိုင်ငံတွေကဘယ်လောက်ကူညီလဲကာတာကဗရင်မိသားစုကသမရထရန့်ကိုဒေါ်လာ300လောက်တန်တဲ့လေရင်ပြန်အလှူပေးတာ မင်းတို့ရိုဟင်ဂျာတွေကိုတရားဝင် ရော့၅သန်းရော့၁၀သန်းဆိုပြီးတော့အလှူပေးတာတစ်ခါမှမကြဘူးရိုဟင်ဂျာတွေကိုလည်းပြောကျင်တဲ့ကိစ္စကဘာလဲဆိုတော့အမေကျော်ပြီးတော့တွဲတော့သွားလွမ်းမနေနဲ့မင်းတို့ပြောလိုက်လို့ရှိလို့ရှိရင်ငါတို့အာတတိယလာကူညီတော့မှာအာဟိုကတည်းကမှတူရကီကလာတော့မှာဟာအာတူဘီကလာတော့မှာမလာနဲ့ မင်းတို့ ਨੇ ဘာသာတူပါတယ်ဆိုတော့ကာတာအမေရိကန်သမ္မတမင်းတို့ပြောနေတဲ့နတ်ဆိုးကြီးပေါ့ခေါင်းဖြူကြီးပေါ့အဲ့ဒီကောင်ကိုကြတော့ကာတာနော်ကာတာဘယင်မိသားစုဟာပါဒေါ်လာတန်း400လောက်တန်တဲ့လေရင်မြန်ကြီးလက်ဆောင်ပေးခြင်းနဲ့အလှပေးခြင်းနဲ့ဆိုပြီးတော့ပေးတယ်ပါလက်စတိုင်းတွေကိုလည်းကာတာကနေရော့အင်းဆိုပြီးတန်းတရပေးတာတစ်ခါမှမကြဘူး စော်ကားပြောတာမဟုတ်ဘူးနှိုင်းရှင်ပြောတာဗမာပြည်တည်းကနေပြီးတော့လူဘာဝနေတဲ့កောင်တွေကိုပြောတာလူတိုင်းကိုဆိုလိုတာမဟုတ်ဘူးလူတိုင်းကိုဆိုလိုတာမဟုတ်ဘူးပြောပြတာဒီတော့ဘာတွေဖြစ်ကုန်လဲဆိုတော့ဒီရခိုင်ပြည်နယ်မှာအေးအေးတိုက်နေတဲ့ဟိတ်ဆိုလို့ရှိစစ်တပ်ကိုတိုက်တဲ့အဖွဲ့နဲ့ပေါင်းလို့မရတော့မှ ရန်သူလုံးလို့မရဘူးပြောချင်တဲ့ကိစ္စကဒါမင်းတို့ရိုဟင်ဂျာတွေအကုန်လုံးကအေးအေးကိုကြိုက်ရမယ် ဟာဗမာပြည်ထဲမှာရှိနေတဲ့လူတွေအကုန်လုံးကအာတူးပြီလာရမယ်အဲ့လိုမျိုးတွေမဟုတ်ဘူးစစ်တပ်ကမင်းတို့ကိုလည်းတတ်ခဲ့တယ်ရခိုင်တွေကိုလည်းတတ်ခဲ့တယ်စစ်တပ်ကနေတိုက်နေတဲ့လူတွေနဲ့ကိုယ်နဲ့ပေါင်းလို့မရဘူးလောလောဆယ်ညှိလို့မရဘူးဆိုတော့မှရန်သူလုံးလို့မရဘူးတိုက်လို့မရဘူးဘသူမှ အမှားမကင်ဘူးနော်တယောက်နဲ့တယောက်မကျေနပ်မှုတွေလည်းရှိနေတယ်ရခိုင်တွေရခိုင်ပါတီကိုမဲပေးတဲ့အချိန် ကိုရီးယားကြံ့ဖို့ကိုမဲပေးခဲ့တယ်ဆိုတာလေကို့ဖာသားကိုတတိယရောထပ်ပြောမယ်နော်ထပ်ပြောမယ်ဟာကိုရီးယားကြည့်ရမှာရခိုင်ပြည်နယ်မှာနေတဲ့လူတွေအကုန်လုံးကအေးမောင်ကောင်းတာမကောင်းတာထားစောမြရာသာလင်းကောင်းတာမကောင်းတာထားဘသူမှကောင်းတာမကောင်းတာထားရခိုင်တွေကိုမဲပေးနေတဲ့အချိန်ဒေသခံတွေကိုမဲပေးတဲ့အချိန်မှာကြံ့ခိုင်ရေးကိုမဲပေးပြီးတော့လွတ်တော်ကြီးမှတီတီကြီးနဲ့တက်နေ ငါတို့ကပြားတွေရတော့မယ်ဆိုပြီးတော့ယူပြီးတော့ကို့အခွင့်ရေးကိုယူကို့ဟာကိုတကူကောင်းဆန်ခဲ့တဲ့ကိစ္စတွေလည်းမေ့မထားနဲ့ဟာတယောက်ကတော့ပြောဟာဟိုမှာဘုံကျဲတယ်လို့ဟိုမှာတိုက်တယ်ခိုက်တယ်ပြောမောင်းတော့မှဖြစ်တယ်ပြောပြီးလဲပြီးရောအာရှောက်ပြီးတော့ဘာလဲပတိလိုလိုဘာလိုလိုဟိုကောင်နေအခုဘာပတိဖြစ်သွားပြန်ပြီလားဘာဖြစ်မှန်းမသိတဲ့ကောင်နေရာကြီးရမှာဟာရခိုင်နေရာဘုံကျဲတယ်ပြောနောက် BBC မှာအင်တာဗျူးတော့ကျွန်တော်တို့ RS ဝါနေပြီးတော့ နော်အားရဆိုတာနေပြီးတော့ကျွန်တော်တို့ကစစ်တပ်မရှိတော့မှကျွန်တော်တို့ကအေအေကိုတိုက်ပါတယ်ပြောတော့ဆောက်ချက်တွေကွဲကွဲတဲ့အခါကျတော့ယူကျင်အောင်ဆောင်ဒီလိုမျိုးဆောက်ချက်မကောင်းတဲ့ဟာမျိုးတွေနဲ့ဘယ်သူနဲ့မှပေါင်းလို့မရဘူးနောက်တစ်ချက်ကတော့ဗမာပြည်ကဗမာပြည်အရေးကဗမာပြည်ပဲဘယ်သူမှလာပြီးတော့မကူညီဘူးမင်းတို့ပြောနေတဲ့စကောလာတွေစကောလာတွေစကောလာတွေမင်းတို့စကောလာတွေအခု UNG အစိုးရဟာပွပွလင်းလင်းပြောရင်စကောလာအစိုးရ န်ယူဂျီကိုဝင်းရနေတဲ့လူတွေအကုန်လုံးကစကောလာတွေအန်ယူဂျီကိုထောက်ခံနေတဲ့ကောင်တွေအကုန်လုံးကနိုင်ငံရခြားမှာပညာသင်တဲ့ကောင်တွေကိုပတ်မောင်ရဲ့တတိယတဲ့စင်ကာပူမှာအဆင်ပြေပါစေမင်းတို့အခုလုံနေတဲ့ဟာတွေအကုန်လုံးကဘလို့တွေဖြစ်ကုန်ပြီလေဒီတော့ကျွန်တော်မှတ်ချက်တာမင်းတို့ပြောနေတဲ့ပထဝီနိုင်ငံရေးတွေတင်ချာနိုင်ငံရေးတွေအကုန်လုံးကိုမေ့ထားလိုက်ကိုကိစ္စကိုကိုဖာသာကိုလှုပ်ရမ ကိုကိစ္စကိုကို့ဖာသာကိုလှုပ်ရမယ်ဆိုတာသေသေးချာချာသိဖို့လိုတယ်နောက်တစ်ချက်ကဗမာပြည်အရေးရကဘာမှဘာမှမဟုတ်ဘူးဗမာပြည်အရေးရကဘာပေါ်မှာဘာမှမဟုတ်ပြောလို့ရှိရင်ဗမာပြည်အရေးရအရှိတောင်အားရှာမာတောင်မှဘာမှမဟုတ်ဘူးအခုထိုင်းနိုင်ငံကနေကြည်နေတဲ့လူတွေရှိတယ်စင်ကာပူကကြည်နေတဲ့လူတွေရှိတယ်တကယ်လို့စင်ကာပူကသတင်းတောက်တွေထိုင်းနိုင်ငံကသတင်းတောက်တွေ ဒီလူတွေတိတော်မှသူတို့နိုင်ငံရဲ့ policy တွေအရသူတို့နိုင်ငံရဲ့စီမင်းစည်းကမ်းတွေသူတို့နိုင်ငံကအစိုးရတွေမကြိုက်ပါဆိုလို့ဗမာပြည်မှာဘုံကျဲတဲ့တဲ့မပါဘူးဗမာပြည်ကဘုံကျဲတဲ့တဲ့မထည့်တာဘူးနောက်ဆုံးအဆုံးသတ်မယ်ဆိုရင်ပေါ့နော်မကတ်တရင်ခေသတိရတယ်အဘွားအခုထပ်ပြီးတော့အဆုံးသတ်မယ်ဆိုလို့ရှိရင်နောက်ရက်မှာကျွန်တော်အားတဲ့အချိန်ကျွန်တော်ထပ်ပြောပါဦးမယ်ကိုကိစ္စကိုကိုဟာကိုလှုပ်ဖို့လို့ ခမားတို့ပြောနေတဲ့နိုင်ငံတကာသီအိုရီတွေလျှောက်သိမ်ပြီးတော့အာတော်ကြကြရင်ဒလိုင်းလာမတော်ကြကြလို့ရှိလို့ရှိရင်နယ်ရစီမင်နဲလာတော်ကြကြလို့ရှိလို့ရှိရင်မာတင်လူသာကင်ကိုနေရီတရိယာမာတင်လူသာကင်တော်ကြကြလို့ရှိရင်တပ်ပေါင်းစုဖွဲ့မယ်တော်ကြကြလို့ရှိရင်ဇပ်ပေါင်းစုဖွဲ့မယ်လျှောက်ပြောမနေနဲ့ကိုကိစ္စကိုနေရကိုရကိုရွာကိုတေသားကိုကိုဖသားကိုပိုင်အောင်လုပ်ဖို့အရေးကြီးတာ ကိုရကိုရကိုဒေသားကိုပိုင်အောင်လုပ်ဖို့အရေးကြီးတာပုံရဟန်းမင်းကြီးကလည်းပြောလိုက်တယ်ဟာတကပါလုံးကြီးအေးချမ်းပါစေကိုဖသာကိုအတိတ်ကောက်လိုက်တယ်ပုံရဟန်းမင်းကြီးကပြောတယ်နော်တကပါလုံးအေးချမ်းပါစေကိုဖသာကိုအတိတ်ကောက်ပြီးတော့ပုံရဟန်းမင်းကြီးပြောတဲ့တကပါလုံးကငါတို့ဗမာပြည်တစ်ခုတည်းပဲပါတယ်ဆိုပြီးတော့ကိုလိုချင်တယ်လို့ကိုဖသာကိုအတိတ်ကောက်လို့မရဘူးပုံရဟန်းမင်းကြီးခေါင်းထဲမှာရှိတာပါလေသိလား အာဂျင်တီးနားနဲ့အခုပီရူးတို့နဲ့အယ်စပါအယ်ဆာဗာဒိုတို့အဲ့ဒီမှာရှိနေတဲ့လူတွေကိုအမေရိကန်ကနေပြီးတော့ပြန်ပို့တာတို့ဒုက္ခပေးတာတို့ကိုသူဘလို့ဖြေရှင်းရမလဲဆိုတဲ့ကိစ္စပဲသူအရင်စဉ်းစားတယ်။ဘာဖြစ်လို့လဲ။အဲ့ပုံရမ်းမင်းကြီးကတောင်အမေရိကဘက်ကလာတာ။တောင်အမေရိကပြည်သူတွေပို့ပြီးစီးရဲချို့တဲ့နေတဲ့ကိစ္စကိုသူပို့ပြီးတော့ဂယုဆိုင်တယ်။ဘာဖြစ်လို့သူဂယုဆိုင်လဲ။သူ့ရသူ့ရသူ့ဒေသသူ့လူတို့ကိုသူအရင်ကာကွယ်ရမယ်ဆိုပြီးတော့သူလုံနေတာ။ ဒီတော့ကျွန်တော်တို့เนี่ยအတွေးခေါ်တွေအပြောအဆိုတွေကပြဿနာတွေတက်တယ်။ဘာဖြစ်လဲအခုဒေါအောင်ဆန်းစုကြည်နောက်လိုက်တွေရှိတယ်။ပြောလာပြီကျွန်တော်တို့ကအခုဒီဒေါ်လာရေးမှလည်းမလုပ်ချင်တော့ဘူး။အာကျွန်တော်တို့ကဟိုနိုင်ငံရေးမှလည်းမပါချင်တော့ဘူးလူမှုရေးလုပ်မယ်။အဲ့တော့ဒေါအောင်ဆန်းစုကြည်နောက်လိုက်ဆိုတဲ့ကောင်လေးကိုရွာလေးတရွာကို6လစာတနစ်စာတာဝန်ယူနိုင်တဲ့ဒေါအောင်ဆန်းစုကြည်နောက်လိုက်ဆိုတဲ့လူခင်ဗျားတို့ဘယ်နှယောက်တွေ့ဘူးလဲ။ရှီကောင်းရှိလိုက်မယ်နော်တယောက်နှစ်ယောက်ပေါ့။ ထပ်ပြောအောင်မယ်နော်ဒေါ်ဆန်းစုကြည်နောက်လိုက်ကြီးရှိတယ်ဒေါ်ဆန်းစုကြည်ကိုထောက်ခံပြီးတော့နိုင်ငံရေးလုပ်တဲ့ကောင်တွေရှိတယ်။ဒေါ်ဆန်းစုကြည်ကိုဟိုရှေ့မှာထားပြီးတော့လုပ်ချင်တာလုပ်တဲ့ကောင်တွေရှိတယ်။ဒေါ်ဆန်းစုကြည်ပြောတယ်ဆိုပြီးတော့ကိုပါဇက်ကပြောတဲ့ကောင်တွေရှိတယ်။အခုဒေါ်ဆန်းစုကြည်ထောင်ထဲကလည်းမထွက်ရတော့ဘူး။ဒေါ်ဆန်းစုကြည်ထွက်လာလဲသွားတယ်ကြိုးပြီးတော့လေလုံးကမလဲမှာမဟုတ်တော့ဘူး။အဲ့ဒီအချိန်မှာဒေါ်ဆန်းစုကြည်နောက်လိုက်ပြောတဲ့စကောလာတွေပညာရှင်တွေဘာတွေအကုန်လုံးက လူမှုရေးလုပ်ငန်းတွေလုပ်တော့မယ်တဲ့အဲ့တော့ကျွန်တော်ပြောချင်တာလူမှုရေးလုပ်ငန်းလုပ်မယ်ဟိဆိုမင်းကိုယ်တိုင်ဘလောက်ချမ်းသာလဲမင်းအဲ့ဒီရွာကလေးတရွာလူ900တထောင်လောက်ရှိတဲ့ရွာလေးတရွာကို6လသာကျွေးဖို့မင်းကိုယ်ပိုင်ပတ်စံရှိလားအဲ့ဒီလူ900တထောင်ရှိတဲ့ရွာလေးတရွာမှာစေကူဖို့ပညာသင်ဖို့မင်းမှာ6လသာမရှိလားမရှိဘူးမရှိရင်ဒီကောင်တွေဘာလုပ်မလဲရှင်းရှင်းလေးရဲ့အကွက်ကကြိုပြီးတော့မြင်ပြီးသားကိုမှပတ်စံမရှိဘူးလှူခြင်းနဲ့ဆိုရင်နိုင်ငံတကာကနေတောင်းမယ် အလူခံမယ်လိမ့်မယ်ညမယ်ကလိန်ကချစ်လုံးမယ်ပုပ္ပိလင်းလင်းပြောရင်ဒေါ်စန်းစုကြည်နောက်လိုက်လို့ပြောတဲ့69ရာခိုင်နှုန်းကအချောင်သမားတွေစောက်ယူးတွေနော်စစ်တပ်ကកောင်နေနဲ့ဒန်းသူရေသူပညာပြိုင်နေတဲ့កောင်တွေကိုယ့်အထဲကိုဘလို့ခိုးရမလဲကိုကိုရိုးကိုဘလို့ရှာရမလဲဆိုတာဒီဒေါ်အောင်စန်းစုကြည်နောက်လိုက်လို့ပြောတဲ့လွတ်တော်ကိုယ်စလဲတွေဒေါ်အောင်စန်းစုကြည်နဲ့လှုပ်ရှားနေတဲ့အွန်လိုင်းပေါ်ကနာမည်ကြီးတဲ့កောင်တွေစကောလာတွေဆိုတာ စစ်တပ်ကကောင်နေလို့ပဲစစ်တပ်ကကောင်နေရတော့ဟိုမတ်ရိုက်မယ်ခိုးမယ်ရိုက်မယ်နှက်မယ်ဓမြတိုက်မယ်ဆိုပြီးတော့သူတို့လူမယ် NUH NLD ဆိုပြီးနာမည်ခံတဲ့ကောင်တွေကြားလို့ရှိရင်နိုင်ငံတကာကအလှခံပြီးတော့ဗမာပြည်ကိုပြနိုင်ငံတကာအလှခံပြီးတော့ကလိန်ကြစ်လို့ဒီလိုနှစ်ကောင်ရှိနေတဲ့ဒီလိုနှစ်ဖွဲ့ရှိနေတဲ့နိုင်ငံမှာမပြတ်ဘူးဆိုရင်ဘယ်ကောင်ပြတ်မှာလဲငင်းညာအောင်ကစကလေးကပြောထားတယ် NUG ဟာ NCG ယူပြီးလို့ဖြစ်ကိုဖြစ်မယ်ပို့ဆိုးရင်ဆိုးမယ်ပြောထားတာ အဲ့ဒီအပြေမှာမှအန်ယူဂျီကိုငင်းငံ့အောင်အဖွဲစည်းတစ်ခုအနေနဲ့အတိမတ်ပြုကောင်းတဲ့အဖွဲစည်းဖြစ်ဖြစ်ဆိုးတဲ့အဖွဲစည်းဖြစ်ဖြစ်အဖွဲစည်းတစ်ခုအနေနဲ့အတိမတ်ပြုအစိုးရအဖြစ်အတိမတ်မပြုနိုင်ဘူးဆိုတာစကြရေကပြောထားပြီးသားအဲ့တော့ဘာမှသိမ့်မပြောချင်တော့အဲ့တော့ပြည်သူလူထုကတည်တည်ချာချာစဉ်းစားဖို့ကိစ္စကကိုယ့်ကိစ္စကိုကိုယ့်ဟာကိုယ်ပိုင်နိုင်အောင်လုပ်ဖို့အရေးကြီးတယ် ကိုကိစ္စကိုကိုဘာသာကိုပိုင်နိုင်အောင်လုပ်ဖို့အရေးကြီးတယ်။နောက်တစ်ချက်ကတော့ကောက်ချက်တွေမမားဖို့အရေးကြီးတယ်။ကိုကိကောက်ချက်တွေမမားဖို့အရေးကြီးတယ်။ဟာတစ်ချိန်လုံးပြောနေတဲ့ဟင်းသာ9000ဇတ်တို့ပါတော့အခုကျွန်တော်ဒီ live ကိုညီကုန်းမချုပ်ခင်မှာကောက်ချက်ချတဲ့ကိစ္စကိုပြောပြဗမာအများစုဒီအပိုင်းတကောင်နှစ်ကောင်ရှိတယ်အပိုင်းတကောင်နှစ်ကောင်ကဘာပြောသွားလဲဆိုတော့ဟင်းသာ9000ပေါ့ ဟင်းသာကိုတော်ဟင်းသာကိုတော်ဇတုသားစားတယ်ဇတုသားစားတယ်ခမားတို့ကိုပြောပြမယ်ဟင်းသာကိုတော်ဇတ်မှာ950ဇဏိပတ်ထဲမှာဟင်းသာကိုတော်ဇတ်ပါဟင်းသာကိုတော်ဇတ်မှာဟင်းသာတွေကမိုးရာသီလေးလကာလမှာဂူထဲမှာဝင်အောင်တယ်ဂူအောင်တယ်ပေါ့ဂူအောင်တယ်ဆိုတော့ခေါင်းဟိုဘယ်လိုပြောမလဲဆိုတော့တခြားတွေမတွေးနဲ့ဟင်းသာတွေကမိုးရင်းကာလမှာဂူအောင်တယ် ူအောင်တဲ့အချိန်မှာပင့်ကူကြီးရလာပြီးတော့ဂူဝါမှာပင့်ကူမြင့်တွေကတ်တယ်ဒီတော့မိုးတွင်းကာလမှာသူတို့စုဆောင်ထားတဲ့เนาะအစားအစာတွေကိုဟင်းလာပြိုတွေကို အစာနှစ်စကျွေးတာထပ်ပြောမယ်เนาะဟင်းလာပြိုတွေကိုအစာနှစ်စကျွေးတာဟင်းလာပြိုတွေကိုအစာနှစ်စအစာနှစ်စကျွေးတယ်သူများကိုတစ်ခုကျွေးတယ်ဆိုဟင်းလာပြိုတွေကိုနှစ်ခုကျွေးတာပေါ့ဟင်းလာပြိုတွေကိုအားမွေးထားတာ ပြီးသွားတော့မှဒီဟင်းသာမျိုးတွေကဟုံးငနေဆိုပြန်သွားလို့ရှိရင်ဒီလိုင်ကိုဟိုပင့်ကိုမြင်းကြီးကပွင့်သွားတယ်ပြီးသွားရင်တခြားနောက်ကလိုက်တဲ့ဘယ်လိုပြောမလဲဟိုဟင်းသာတွေကဖြစ်သွားတယ်တနေ့သောအခါတနှစ်သောအခါမှာမိုးတွင်းကာလကကြာသွားတယ်တနေ့တနေ့လောကမှာမိုးတွင်းကာလကကြာသွားတယ်သူတို့စုဆောင်းထားတဲ့เนาะစားတဲ့ရိတ်ခါမလုံလောက်မလုံလောက်တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ငတ်တယ်ပြတ်တယ်ဖြစ်လာတဲ့အခါကိုယ်အချင်းချင်းစားတယ်တောက် ငတ်တဲ့ပြတ်တဲ့ကိုချင်းချင်းစားတဲ့တောက်တဲ့ဖြစ်လာတဲ့ဆိုရင်အစာနှစာရထားတဲ့ဟင်းသာတွေလည်းငတ်တဲ့ပြတ်တဲ့ထဲမှာပါတဲ့အခါသူတို့အားမရှိတော့သူတို့အားမရှိတော့ဒီပင့်ကိုမြင်ကြီးကိုသူတို့မဖောက်နိုင်ဘူးတိချက်ကပင့်ကိုမြင်ကိုမဖောက်နိုင်တဲ့အတွက်ပင့်ကိုအစားခံရတာပင့်ကိုမြင်ကိုဘာကြောင့်မဖောက်နိုင်ဘူးလဲပြောလို့ရှိလို့ရှိရင်အစာရေစာကိုနော်လိုအပ်ထားတဲ့ပို့ပြီးတော့မတူလောင်ထားမိလို့ အခြေအနေကို ကြိုပြီးတော့မတွက်မိလို့အဲ့ဒါဇတုသားစားတဲ့ဆိုတဲ့ကိစ္စနဲ့တွက်လို့မရဘူးအခုဗမာပြည်မှာလဲဒီတော်လန်ရဲ့ကာလက3လကြာမယ်နော်ဟာ6လနဲ့6ရက်ခွတပတ်နဲ့တော်လန်ရဲ့ပြီးမဲ့ထင်တဲ့လူတွေရှိတယ်တလနဲ့တော်လန်ရဲ့ပြီးမဲ့လူတွေထင်တဲ့လူတွေရှိတယ်တနည်းနဲ့တော်လန်ရဲ့ပြီးမဲ့လူတွေထင်တဲ့လူတွေရှိနှစ်နည်းနဲ့တော်လန်ရဲ့ပြီးမဲ့လူတွေထင်တဲ့လူတွေရှိတယ်တော်လန်ရဲ့ကြီးရရေရှည်လာတယ် ခုနှစ်ရက်နဲ့လည်းမပြီးဘူးတစ်လနဲ့လည်းမပြီးဘူးတစ်နှစ်နဲ့လည်းမပြီးဘူးနှစ်နှစ်နဲ့လည်းမပြီးတဲ့အခါမှာတော်လန်ရေးတဲ့ကသူ့ဖသာသူထွက်သွားတဲ့သူတွေရှိတယ်တော်လန်ရေးကိုစိတ်ပြတ်သွားတဲ့သူတွေရှိတယ်တော်လန်ရေးကိုလှူးနေတဲ့သူတွေပင်လျင်အလှကိုညှင်းဝေလာတဲ့လူတွေရှိတယ်ဒါကဘာကိုပြောချင်တာလဲဆိုတော့ငါတို့ရတဲ့အခွင့်အရေးတုံးကအခွင့်အရေးကိုအသုံးမချတာအဲ့ဒီအချိန်တုန်းကညဉ့်ညောင်းလို့ချက်ချင်းပြောတယ်ဘာပြောလဲအခုမှအပြစ်တင်တာမဟုတ် ရတဲ့အလှူငွေတွေအကုန်လုံးကလက်နက်ဝယ်ရမယ်။ရတဲ့အလှူငွေတွေအကုန်လုံးကတော့လက်နက်ကင်ဒေါ်လာရေးထဲမှာယင်းနီမြုပ်နှံရမယ်။အဲ့ဒီအချိန်မှာ NUG တို့ဒီ NLD တို့ NUG တို့ NLD ကိုထောက်ခံတဲ့သူတို့အကုန်လုံးကဘာပြောလဲဆိုတော့မနှက်ပံကြလို့ရှိရင်အမေရိကန်လာမယ်အတူပီလာမယ်။ရတဲ့ပတ်စံတွေအကုန်လုံးကို CDN လှူလိုက်လက်နက်ချတဲ့ကောင်တွေကိုအလှူငွေပေးလိုက်ဟောသူတို့မိသားစုတွေမဲဆောက်မှာအိမ်နေငှားနေလိုက်နဲ့ အဲ့ဒီကိစ္စကိုညညအောင်လင်းပြောတာလားလူကြီးတွေပါပြောတယ်ဒီပစံတွေကသေသေချာချာသုံးသင့်တယ်ဇီဇီပါမောက်တယ်လို့လုံးလို့မရဘူးအခုပါဖြစ်လေအချိန်နေကြားလာတော့အန်ယူကြီးအချင်းချင်းနဲ့မှပဲကြိုက်ကြကြိုက်နေပြီငကိုလိုရကျင်တယ်လို့လို့တလောက်ဘူးမှလည်းမလှူနိုင်တော့ဘူးငကိုလိုလည်းဘူးမှလည်းတလောက်ကြီးအာမပေးတော့ဘူးအချိန်ကလည်းကြားကြကြားကြားလာဒီတော့အရင်ပိုင်းအာဘွားအစ္စလာမ်ဘဝလေးကိုအဲ့တော့ တည်တည်ချာချာပြောချင်တာကဗမာပြည်သူလူထုကကိုယ်ကိစ္စကိုကိုယ်တည်တည်ချာချာလုပ်ဖို့ပဲလို့ကိုယ်ကိစ္စကိုကိုယ်မလုပ်လို့ရှိရင်ဗမာပြည်ဟာကဘာပေါ်မှာဘာမှမဟုတ်ဘူးကဘာပေါ်မှာဗမာပြည်အเจ้าတော်မှမသိတဲ့သူတွေအများကြီးပဲဗမာကဘာပေါ်မှာနောက်ဆုံးကိုယ်ကိုယ်ပြောရင်တရုတ်ပြည်မာကြီးတော်မှဗမာနိုင်ငံဆိုတာမသိဘူးဗမာဆိုတာသူတို့ရဲ့လက်ဝေကံပြည်နယ်လောက်ပဲသူသိတယ်ခင်ဗျားတို့ဗမာပြည်ဆိုတာဘာမှမဟုတ် အဲ့တော့ဗမာပြည်သူတွေကဒီဆရာနာရှင်စနစ်ကိုတော်လှန်ကျင်တယ်ဆိုလို့ရှိလို့ရှိရင်ဝါရီကတော့ဒီမိုကရေစီမကြိုက်ဘူးကချင်နေကတော့ဒီမိုကရေစီမကြိုက်ဘူးအဲ့ဒီကိစ္စခမားတို့ပြောရမယ်ကိစ္စမဟုတ်ဘူးသူ့ဒေသသူ့ရသူ့ရွာမှာသူ့ဟာသူနေတဲ့သူတွေကသူတို့အုပ်ချုပ်ရေးသူတို့နဲ့သူတို့အဆင်ပြေတဲ့လူနဲ့သူတို့ခေါင်းဆောင်ချမှတ်တဲ့အုပ်ချုပ်ရေးနဲ့သူတို့သွားလိုက်မယ်ဒီမိုကရေစီခမားတို့တောင်းတာမလားဒီမိုကရေစီတောင်းတဲ့လူတွေကအဲ့မှာဒီမိုကရေစီကိုယ့်အကူတောင်းလား အကြမ်းမဖက်ရေးကိုလှုပ်ချင်တယ်ဆိုလို့ရှိလို့ရှိရင်နိုင်ငံသားကိုထွက်မပြေးနဲ့နော်မမဟာတမဂန္ဒီကြီးလို့ထောင်သွားပြီးတော့ကိုယ့်အကိုထောင်ထဲဝင်နေလိုက်လမ်းမပေါ်မှာထွက်ပြီးတော့ဟိုဆန္ဒပြနေလိုက်အဲ့ဒီလိုလည်းမလှုပ်ဖဲနဲ့ဟိုဟာလည်းမလှုပ်ဒီဟာလည်းမလှုပ်လက်နက်ကင်တော့လည်းလူတွေသေတယ်ပြောဥနုလို့ပေါ့တိရမှာဖာချတော့ရတယ်ဥနုရခမရတို့ပြောနေတဲ့ဥနုကိုဖာချရင်ရတယ်သူစားခြင်းနဲ့အသာစားလို့ရှိရင်ကြက်တတ်လို့ရတယ်နွားပဲတတ်လို့မရတာဖာချလို့ရတယ်နွားတတ်လို့မရဘူး ။ဟာချက်ကြတော့တတ်လို့ရပြန်မယ်။ချက်နဲ့နွားနဲ့တလိမ့်ဆံမဟုတ်တော့ဘူးအသက်မရှိဘူးပေါ့။အဲ့လိုမျိုးတွေခမားတို့စောက်ယူတွေခေါင်းဆောင်ခဲ့တဲ့နိုင်ငံမှာကျွန်တော်တို့တွေကအတွေးခေါ်မှန်မှန်နဲ့ကိုယ်လုတ်ကိုကိုလုတ်မှဒီဆရာနာရှင်စနစ်ကိုတိုက်လို့ရမှာနော်ခမားတို့ကြိုက်ကြိုက်မကြိုက်ကြိုက်ရှီကျင်းပြင်ကမင်းအောင်လိုက်မျက်ခွက်ကိုသေးနေပဲဖန်ပါထပ်ပြောဦးမယ်နော်ရှီကျင်းပြင်ကမင်းအောင်လိုက်မျက်ခွက်ကိုသေးနေပဲဖန်ပါ နိုင်ငံတကာသတင်းတွေထဲမှာရှီကျင်းဖင်နဲ့မင်းအောင်လှိုင်နဲ့တွေ့တယ်ရှီကျင်းဖင်နဲ့မင်းအောင်လှိုင်ရုံနဲ့ပါတယ်ဆိုတာကတော့ကျင်းသေးတယ်အဲတော့ပြည်သူလူထုကိုပြောချင်တာခမည်းတော်တော်လှန်ရေးကိုဘာဖြစ်လို့တော်လှန်ရေးလှုပ်ရတယ်ဘာဖြစ်လို့ဆရာနာရှင်စနစ်ကိုတော်လှန်ရတယ်ဘာဖြစ်လို့လက်နက်ကင်ဒေါ်လာရေးကို အားပေးရမယ်ဆိုတဲ့ကိစ္စကိုခမားတို့ကိုယ်တိုင်အတွေးခေါ်ရှိရှိနဲ့ကိုယ့်အသက်ကိုကိုမွေးပြီးတော့เนาะ အသက်ကိုညံဆောက်ပါတယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါဆိုတဲ့နော်စကယ်ပုံနေဟုတ်အတွေးခေါ်တွေကိုအခြေခံပြီးတော့တော်လှန်ရေးကိုအားပေးကြပါလို့ပြောနေဒီ live ကိုညီကုန်းချုပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်